coffee ဈေးအယောင်ဆိုင်လေးမှာ coffee နုပညာဆိုင်ကြီးဖြစ်ကမ္ဘာ empire စီကျေပြန့်လာတဲ့ Starbucks ရဲ့ခရီးကြောင်းပြောချင်တယ်ဗျကမ္ဘာကျော် coffee ဆိုင်ကြီး Starbucks ရဲ့တမန်ကျောင်းဟာရိုးရှင်းတဲ့အိမ်မက်တစ်ခုကနေကမ္ဘာအကြီးဆုံး coffee လုပ်ငန်းကြီးဖြစ်လာပုံကိုပုံဖော်ထားတဲ့စိတ်ဝင်စားစရာထုတ်ပတိတပုတ်လို့ပါပဲ Starbucks ကို1981မလ30နေ့မှာဆရာသုံးဦးကစတင်ထောင်ခဲ့ပါတယ်သူတို့ကတော့အင်္ဂလိပ်ဆရာ Jerry Bardwin ဆာရေးဆရာဂေါဒွန်ဘော့ကန်နဲ့သမိုင်းဆရာဂျာစီကဲတို့ဖြစ်ပါလေ။စီအတဲမျိုးရဲ့နာမည်ကျော် Pipeless Market အနေမှာစတင်တည်ထောင်ခဲ့တာဖြစ်ပါလေ။သူတို့သုံးဦးဟာအရေးသွေးမြင့် coffee နဲ့လဖက်ရည်ကိုနှစ်သက်သူတွေပါ။အမေရိကန်မှာကောင်းမွန်တဲ့ coffee စီးတွေဝယ်ယူဖို့ခက်ခဲနေချိန်မှာအရေးသွေးမြင့် coffee စီးတွေလဖက်ရည်အနေနဲ့ဟင်းခတ်မှုတန်တွေကိုရောင်းချတဲ့ဆိုင်လေးဖြစ်စတင်ခဲ့တာပါ။နာမည်ကိုရွေးချယ်တဲ့အခါမှာဟာမန်မာလီဗီရဲ့နာမည်ကျော်ဝတ္ထုဖြစ်တဲ့မိုဘီတစ်တဲက တင်မောသားတို့ရဲ့နာမည်ဖြစ်တဲ့ Starbucks ကိုယူပြီးတော့ပင်လယ်ပြင်ခီးသွားလောင်နဲ့ Coffee ကုံတယ်ဒီရဲ့ခီးရှိကြီးကိုပုံဖော်ခြင်းခဲ့ကြပါတယ်။သူတို့ရဲ့မူလ logo ကတော့ပင်လယ်လက်သမီးတို့ကိုပုံဖော်ထားတာပါ။ဒီ logo ဟာတင်မောသားတို့ကိုဆွဲဆောင်နိုင်တဲ့ Coffee ချစ်သူတွေကိုလည်းဆွဲဆောင်နိုင်စေဖို့ရည်ရွယ်ခဲ့ပါတယ်။ပထမဆုံး logo မှာလက်သမီးရဲ့ခန္ဓာကိုယ်ပြည့်နဲ့အပြီးနှစ်ခုကိုတော့မှဖော်ပြထားပါတယ်။ Starbucks Coffee Tea Spice ဆိုတဲ့စာတမ်းတွေဝယ်ရထားပါတယ်။ အဲ့လိုစရာကောင်းတာကစောပိုင်းနှစ်တည်းမှာ Starbucks ဟာ coffee ကိုဖြော်ပြီးရောင်းတာမျိုးမလုပ်ခဲ့ဘူးဗျသူတို့ဟာ sea light coffee တွေကိုသာအဓိကရောင်းချခဲ့တာဖြစ်ပါလိမ့် Starbucks မိုင်မှာအရေးကြီးဆုံးအလဲပြောင်းဖို့ဦးဆောင်ခဲ့သူကတော့ Howard Shah ရောက်လာခြင်းပါ1982ခုနှစ်မှာ Howard Shah ဟာ Starbucks ရဲ့လက်လီလုပ်ငန်းနဲ့ဈေးကွက်ရှာဖွေဒါရိုက်တာဖြစ်စတင်ဝင်ရောက်ခဲ့ပါတယ်1983မှာသူဟာအီတလီကိုခီးထွက်ခဲ့ပါတယ်အဲ့ဒီမှာမီလန်မြို့ရဲ့ကော်ဖီဆိုင် Espresso Bar ကြီးဒီမှုကိုမြင်တွေ့ပြီးလုံးဝအံ့အသက်သွားပါတယ် အီတလီလူမျိုးတွေဟာကော်ဖီဆိုင်တွေကိုလူမျိုးရေးအရာတွေ့ဆုံရနေရာတစ်ခုအိမ်နဲ့အလုပ်ကြာကတတိယမြောက်နေရာဖြစ်သုံးပြတော့ကိုသူကသဘောကျပါတယ်ပီတီကနေပြန်လာတဲ့အခါဟာဝါရှာဟာစတာဘတ်ကိုလည်းအီတလီပုံစံကော်ဖီဆိုင်ဖြစ်ပြောင်းလဲဖို့ပိုင်ရှင်သုံးကိုအကြံပြုပါတယ်ဒါပေမဲ့မူလတည်ထောင်သူတွေကကော်ဖီစီရောင်းတဲ့လုပ်ငန်းပေါ်မှာပဲအယုံဆက်ချင်လို့သူ့ကြံကိုလုံးဝလက်မခံဘူးဗျဒါနဲ့ဟာဝါရှာဟာ1985ခုနှစ်မှာစတာဘတ်ကနေခွဲထွက်ပြီးသူက သူ့ကိုယ်ပိုင် coffee ဆိုင်လေးတစ်ခုစတင်တည်ထောင်ခဲ့လေ။ဒါမဲ့ Starbucks ကိုတော့မကြော်နိုင်ဘူးဗျ။1989ခုနှစ်မှာပြောရမယ်ဆိုရင်တော့ Howard Shaw ဟာမူလ Starbucks လုပ်ငန်းကိုယင်းနည်းနဲ့သူတွေနဲ့စုပေါင်းပြီးတော့ဝယ်ယူခဲ့ပါတယ်။အဲဒီမှာ Starbucks ပိုင်ရှင်သုံးဦးကလည်းသူ့ကိုရောင်းချခဲ့ပါတယ်။နောက်ပြီးတော့ Howard Shaw ဟာသူတည်ထောင်တဲ့ coffee ဆိုင် ကို Starbuck Corporation ဖြစ်ပြောင်းလဲခဲ့ပါတယ်။အဓိကအရလို့ Howard Shah Starbuck ရဲ့ CEO ဖြစ်လာခဲ့ပြီးကမ္ဘာအကြီးဆုံး coffee server ကိုဖန်တီးဖို့သူ့ event ကအိမ်မက်ကိုစတဲ့ကောင်တွေကိုဖော်ခဲ့ပါတယ်။သူ့ဦးဆောင်မှုအောက်မှာ Starbuck ဟာအလေးမြန်ချက်တွင်ခဲ့ပါတယ်။1989ခုနှစ်ခုနှစ်မှာမူလလိုဂိုကိုခင်မီစတဲ့အောင်ပြောင်းလဲခဲ့ပြီးအညိုရောင်အစားစိမ်းလန်းတဲ့အရောင်တောင်းခဲ့ပါတယ်။လက်သမီးရဲ့ပုံကိုလည်း promotion လေးအောင်ပြောင်းလဲခဲ့ပါတယ်။ Starbucks Coffee ဆိုတဲ့စံကုန်နဲ့စာတမ်းကိုလည်းထည့်သွင်းခဲ့ပါတယ်။ ဟာဝါရှက်ဟာကော်ဖီဆိုင်ကိုယူကော်ဖီတောက်တဲ့နေရာထက်လူတွေအားယူနိုင်မဲ့တငယ်ချင်းတွေနဲ့တွေ့ဆုံနိုင်မဲ့အလုပ်လုပ်နိုင်မဲ့အသက်သောသက်သာရှိတဲ့နေရာဖြစ်ဖန်တီးခဲ့ပါတယ်။ထိုင်ကုန်တွေနောက်ခံဒေဂီတာတွေအခမ်းအနားဖိုင်နေပါပါတယ်။1996ခုနှစ်မှာဂျပန်မှာပထမဆုံးနိုင်ငံတကာဆိုင်ကွဲကိုဖွင့်လှစ်ပြီးဥရောပနဲ့တရုတ်ပါဝင်ကမ္ဘာတစ်ဝှမ်းကိုလှည့်မြန်ပြန့်နှံ့ခဲ့ပါတယ်။ Starbucks အမျိုးမျိုးကအချက်များစွာပုံမတိပါရဲရေသွေးမြင့်ကော်ဖီကိုတောင်းခြင်းအစကတည်းကရေသွေးမြင့်ကော်ဖီစီးတွေတောင်းပြီးပြည့်ရပါတယ်နောက်ဘက်နှစ်ကဖောက်တဲ့အတွက်ကြောင့် ကော်ဖီတောက်ရုံနဲ့မကစံတွင်းပတ်ဝန်းကျင်ဝန်ဆောင်မှုနဲ့ကော်ဖီရှော့ဆက်တဲ့တွေ့ကြုံမှာလေးထားပါတယ်။နောက်တစ်ခုကတီထရင်ဆက်တခုပါ။လက်တေးအပချီနိုအစားရှိတဲ့နာမည်ကျော်ကော်ဖီဖျော်လေးနဲ့မိတ်ဆက်ခဲ့ပါတယ်။ဝန်ထမ်းတွေကိုလေးထားမှုပါ။ဝန်ထမ်းတွေကိုပါတနာလို့ခေါ်ပြီးကျန်းမာရေးဆောင်ရှောက်မှုစတော့ရှယ်အစီအစဉ်တွေပေးရခဲ့တဲ့ပထမဆုံးအမေရိကန်ကုမ္ပဏီတွေကတခုပါ။ဒီနေ့ခေတ်မှာ Starbucks ကုမ္ပဏီဟာကမ္ဘာတော်မှာနိုင်ငံပေါင်း80ကျော်မှာစိုင်ပေါင်း3200ကျော်နဲ့ကမ္ဘာကြီးဆုံးကော်ဖီဆိုင်ဖြစ်လာပါတယ်။ 2012မှာ Starbucks ဟာသူ့ရဲ့ logo ကိုထမဲ့ရွေးချယ်အောင်ပြောင်းခဲ့ပြီးနာမည်ကိုပါဖယ်ရှားလိုက်ပါတယ်။အခုဆိုရင်နှစ်သမီးရဲ့မျက်နှာတစ်ခုတည်းကိုတော့မြင်တွေ့ရမှာဖြစ်ပြီးအဲ့ဒီ logo ဟာကဘာတဝက်လုံးမှာချက်ချင်းမမိနိုင်တဲ့အမှတ်သားဖြစ်နေပါပြီ။ Starbucks တမန်ကြောင့်အာရိုးရိုး coffee seat ရောင်းတဲ့ဆိုင်လေးကနေကဘာလူမှုရေးကြီးကျုံရဲ့အစိပ်ပိုင်းဖြစ်လာအောင်ဘလို့လုပ်ခဲ့လဲဆိုတာအမှတ်ခံပဲဖြစ်ပါလိမ့်။